အားလုံးပဲမင်္ဂလာပါရှင် Studio Time Audio Book အစီအစဉ်မှာကြိုဆိုပါရစေ။အခုတင်ဆက်ပေးမှာကတော့ Gotham BB Gothic သခင်ကြီးဆိုတဲ့ပုံမြင်လေးပဲဖြစ်ပါရဲ့ရှင်။ရှင်ရခါက Gotham BB မှာပြည်စာမှာတရားမိဖွားပြီးလည်းရင်မိမိသားငယ်ကိုစကောဆုံနဲ့ထည့်ပြီးတော့ပြစ်ထားခဲ့တယ်။ခကြီးသွားယောက်ျားတွေ့လို့ထိုတငယ်ကိုတားအမှတ်နဲ့ကောက်ယူကမွေးကြွေးတုတ်တင်ခဲ့တာပေါ့ ကောတံမီတထေးကြီးကထိုနေမနန်းနန်းတော်ကိုဝင်ရောက်ခစားပြီးနန်းတော်မှာအပြင်ပရောဟိတ်ပုံနာကြီးနဲ့တွေ့ခါနက်ခက်အကြောင်းကိုမေးမြန်းခဲ့တယ်။အိုးတထေးကြီးယနေ့နက်ခက်ကလူစွာကောင်းပါ၏ယနေ့မွေးဖွားသောတငေကကောတံမီပြီးဝဲတထေးကြီးဖြစ်လိမ့်မည်ဆိုသည်လို့ပြောတယ်။တထေးကြီးဟာမိမိတထေးကတော့ဟာကဝယ်ရင်မှရှိပြီးတော့ဖွားမိမဖွားမိအကြောင်းကိုစုံစမ်းမေးမြန်းလီတော့မဖွားမှန်းသိတယ်။နန်းတော်ကိုအငြင်းမြန်ပြန်ဝင်ခဲ့ပြီးအိမ်ကိုရောက်တဲ့အခါ ကျောင်းမအမှုလုပ်တဲ့တယောက်ကိုအသက်ပြတထောင်ခုတ်ကိုအနှင်းပြီးယနေ့မွေးပွားသောတငယ်ကိုလှည့်ပတ်ရှာဖွေယူလာခဲ့တော့တယ်။ကျောင်းမအမှုလုပ်ဟာလည်းအသက်ပြတထောင်ထုံးနဲ့လှည့်ပတ်ရှာဖွေတဲ့အခါပြီးတစားမရဲ့သားလူလင်ယောက်ျားလက်ကတငယ်ကိုတွေ့တဲ့အခါအသက်ပြတထောင်ထုတ်ပြီးတထေးကြီးအိမ်ကိုယူဆောင်လာခဲ့တယ်။တထေးကြီးကအကယ်၍တထေးကတော်မှတမီမွေးပွားခဲ့သောထိုတငယ်နဲ့ထိမ်များပေးမယ်။တားယောက်ျားမွေးပွားလာခဲ့သောထိုတငယ်ကိုတတ်ပြစ်မယ်လို့အကြံနဲ့ယူဆောင်လာခဲ့တာပါ။ နောက်နှစ်ရက်ကြာတဲ့အခါမိမိရဲ့တတိကရောဟာတားရောက်ကြလေးဖွားမြင်လာတာကြောင့်ထိုတငယ်ကိုတပ်ပစ်ဖို့အတွက် ကျွန်မအမှုလုပ်ကိုခေါ်ပြီးနွားချံဝါနိုင်ထားခိုင်းကတေမတေကိုပါစုံစမ်းခဲ့ဖို့မှာကြားလှလိုက်တယ်။ကျွန်မအမှုလုပ်ကထိုတငယ်ကိုနွားချံဝါမှာခြားထားခဲ့ပြီးလျင်နွားလာဥဒပါဟာရှေးဦးစွာထွက်လာပြီးထိုတငယ်ရဲ့အထက်ကခွာရဲ့လျက်တည်နေတာကြောင့်နွားတို့ဟာနွားလာဥဒပါရဲ့နံပါတ်နှစ်ဖက်ကနေတိုးပြီးတော့ထွက်ကုန်ကြတယ်။ နွားကြောင်သားဟာနွားလာဥဒ္ဓဖရဲ့ယနေ့ထိုးကြတာနဲ့ချင်းကပ်ပြီးတော့ကြည်ရဲ့ခါတငယ်ကိုမြင်ပြီးကောက်ယူပြီးတားအမှတ်နဲ့ကျွေးမွေးထားတာပေါ့အမှုလို့ကျွန်မလည်းမတည်ချောင်းကိုတတိကြီးကိုပြန်ကြားလျင်ရှင်နီးတူအသက်ပြတစ်ထောင်ပေး၍ထိုတငယ်ကိုပြန်ယူဆောင်စီရင်ထိုတငယ်တတိကြီးထံပြန်ရောက်လျင်ရှင်နီးတူမှကြာ၍လှဲကုန်တဲ့900ရို့တွားရလန်းလှဲလန်းကြောင်မှခြားထားစီရင် ရှေ့ဆုံးမှလာတဲ့နွားဟာတငယ်ကိုမြင်တော့မသွားဝမဲနဲ့ရက်နေတာပေါ့နွားကိုရိုက်နှံမောင်းနေတော့လဲမသွားတာကြောင့်လဲကုံတွေတို့ဟာရှေ့ကိုမျောကြည့်လိုက်တဲ့အခါတားဟူရီအမှန်နဲ့ကောက်ယူသွားပြီးအမှုလုံကျော်မကလည်းမတီချောင်းကိုတထဲကြီးကိုအကြောင်းကြားပြန်နေအသည်ပြားတထောင်ထုတ်ပေးပြီးလှဲသမားလက်ကပြန်ယူစေပြီးရခါတင်းကြိုက်မှာပြည်စီပြန်နေသူအခါမှာလဲជីခွေအားမင်းသားတို့ဟာမစားဝွန်ကြပဲအဝေးကနေဝိုင်းရံနေကြတယ် စိတ်ကြောင်းသားတယောက်ကစိတ်ပြောင်းလို့စိတ်ရှာတော့လာရင်ထိုတငယ်ကိုမြင်တဲ့အခါတားဟူ၍အမှန်နဲ့ယူဆောင်လေးတော့ကြုံမှလည်းမတည်ချောင်းပြန်ကြရပြန်နာပုံတတိကြီးလည်းအတပြားတစ်ထောင်ပေးပြီးစိတ်ကြောင်းသားလက်ကတောင်းစီပြီးနောက်ခြောက်တင်းကိုပြချာစီပြန်ရဝါချုံရဲ့အထက်မှာလွှမ်းမိုးနေသောမကြီးပင်ချားကိုကြာပြီးချမ်းသာစွာနေရလေတဲ့ကျူထရန်တဲ့တားဖနဲ့ရောက်ထိုအရက်ကိုရောက်လို့တငယ်ရဲ့ငိုးသံကိုကြားတဲ့အခါတစ်ပင်ထက်ကိုတက်ဆောင်ယူသွားပြန်နေတယ် ်အမူလုံကျော်မှလည်းမတေချောင်းကိုတထေးကိုပြန်ကြားလည်းရင်အတပြားတစ်ထောင်နဲ့ကျူထရန်တဲ့လက်ကလူစေပြန်နဲ့ဒီလိုနီးအမျိုးမျိုးနဲ့တက်ဖြတ်ညင်းစေတော့အခါမှာပင်အမိမဲအတဲအရွယ်ကိုအချိန်ကြာရောက်လာတဲ့အခါဂောတကာဆိုတဲ့နာမည်ကိုမှဲ့ပေးပြီးဆက်လက်ပြီးအိုးထိတ်တဲ့အင်းကိုရောက်သွားပြန်နေအဆွေအိုးထိတ်နေငါရင်းမွေးစားသားတယောက်ရှိရဲ့ထိုသားကိုပင်အဆွေထံသို့လွှတ်လိုက်ပါမယ်ရောက်လည်းအပိုင်းပိုင်းဖြတ်တတ်ပြီးအိုးပုတ်တော့အထဲသို့ထဲပါလော့ ဤရသည်များတထောင်ကိုယူထားနေပါနောက်ကိုလည်းကျေးဇူးတည်ပါအောင်မီကောင်းမီတထေကြီးလို့ဆိုပြီးအသည်များတထောင်တော့ကိုယူထားလိုက်တယ်ငါသားခေါ်တကအိုးထိတ်နေအိမ်ကိုသွားလေလို့အဘမှကြားထားတော့အိုးမြန်ရသည်မရသည်မင်းမြန်ပါကြီးလို့ပြောထုတ်လိုက်တာပေါ့ခေါ်တကလူလင်ဟာလည်းအဘစကားကိုနားထောင်ပြီးအိုးထိတ်နေအိမ်ကိုသွားလမ်းမှာတထေးကြီးရဲ့တိုင်းရင်ဟာတငယ်ပေါ်ရင်းနဲ့ဂုံရင်ထော့ကစားရာကဂေါ်တကကိုမြင်ပြီး အကိုဘယ်ရက်ကိုသွားမိနည်းကျွန်ုပ်မှဂုံရင်းရှုံးနေပါသည် အကိုကိုစားကျွန်ုပ်သွားပေးပါမယ်ဂုံရင်းထိုးပေးပါလို့ခိုင်းနေဂေါ်တကဟာလည်းတထေးသားအရင်ကိုအိုထိန်တဲ့အိမ်ကိုဆင်လွတ်လိုက်ပြီးမိမိကမူဂုံရင်းကစားနေရခဲ့တယ်တထေးသားရောက်တော့အိုထိန်တဲ့ကလည်းယမန်နေ့ကတထေးကြီးမှာကြားထားတဲ့အတိုင်းအပိုင်းပိုင်းတက်ဖြတ်ပြီးအိုးပုတ်ကိုယ်ရဲကိုထည့်လိုက်တော့တာပေါ့ဂေါ်တကကဂုံရင်းကစားပြီးအိမ်ကိုပြန်လာခဲ့တယ်အကြောင်းဆုံးကိုဂေါ်တကပြန်ကြတဲ့အခါတထေးကြီးလည်းငိုကြွေးမိတက်လျက် အိုးထိန်တဲ့အင်ကိုအစောလျင်သွားလေတယ်။အိုးတထင်းကြီးအတန်ကိုမျှမပြုတ်ပါနဲ့တော့တင်ခိုင်းစီသားသောအမှုသည် ပြီးပြည့်စုံလေပြီလို့ဆိုတဲ့အခါတထင်းကြီးဟာတေးစိလိုသောခေါ်တကမတည်မိမိသားရင်သားလျင်တည်ဆုံးသွားတာကြောင့်ပြင်းစွာငိုကြွေးရင်းဒေါမနတ်တာဖြစ်နေတော်တယ်။ဒီလိုနဲ့နေလာကြရက နောက်တစ်ခါတေချောင်းကြံစီ၍မိမိပိုင်ရွာတီယာ၌အကြီးကဲဖြစ်သောသူထံသို့စီကားငါဤသားခေါ်တကရောက်လာလျင်တက်၍မစင်တွင်မှာခြာပါလေ ြုတ်ဝတ်သောဂျေဇူးကိုတည်ပါအံ့လို့ဆိုတဲ့စာကိုရေးပေးပြီးခိုင်းသောအခါဂျိတ်ခါကိုတောင်းလိုက်ရင်ဂျိတ်ခါကိုပေးခွေကိစ္စမရှိလန်ခရီးအကြ၌ငါဤအဆွေဇနပဒတထေးကြီးရှိသည်ထိုအိမ်တို့သာဝင်၍တဲလောလို့ဆိုလိုက်တဲ့ဂေါ်တကဟာလည်းမိမိတည်တန်းစာကိုပစိုးစိုးမှထုတ်ပြီးတော့ကျူသွားခဲ့ဇနပဒတထေးကြီးရဲ့အိမ်ကိုရောက်တဲ့အခါကောသံမီတထေးကြီးရဲ့သားဂေါ်တကလို့ပြောလိုက်တာပေါ့ ထိုအခါဇနာပဒသတိကြီးမှာသမီးတယောက်ရှိရာကြောင့်ပြတ်သက်ထနိုင်အစီအပါအမှုလို့ကျွန်မတယောက်နေထားတယ်။ထိုနေ့မှာသတိသမီးရဲ့အစီအပါကျော်မကိုဈေးသမင်ကိုလွှတ်လိုက်ရာသတိကတော်ကြီးကစီးချိုပြီးတော့စီခိုင်းတာကြောင့်အချိန်ကုန်လုံးမှာပြတ်သက်ဆောင်ထက်ကိုရောက်လာရမယ်။အဘယ်ကြောင့်ကြာမြင့်နေပြီသနည်း။ကောသမီးပြီးမှာဧည့်သည်သတိသားခေါ်တကရောက်နေလာကြအမှုကြီးငယ်ဆောင်ရွက်ပေးနေရသဖြင့်ကြာမြင့်သွားရပါသည်အရှင်မ။ တထေသမီးကြီးကအတန်ကြောင်းယုံများနဲ့ရှင်းရည်စကြောင်းချစ်ချင်းမြတာတဝင်ပြီးပြတ်သက်မှဆင်းလာပြီးလျင်အိပ်ပျော်နေတဲ့ဂေါ်တကရဲ့ပစိုးစွန်၌ထောက်ထားသောထုတ်ကိုဖြည်ကြည့်လိုက်မိရဲ့ထိုအခါမိမိကိုတယံတိတ်တန်းစာကိုများမသိမိုက်လေစွာငါမတပါကိုခွေရတခြားမရှိပြီလို့နှလုံးပိုက်၍ငါသားဂေါ်တကရောက်လျင်ဇနပဒတထေသမီးနဲ့ထိမ်းမြပီးချင်းမင်္ဂလာပြုလိုက်ကြပါပြီး နောင်ဦးရီတို့ကိုကျေးဇူးတင်ပါအန်လို့စာကို ပြင်ဆင်ရေးသားပြီးပြသက်ထက်ကိုဟန်မပြတ်ပြန်တက်နေလိုက်တယ်။ဂေါ်တကလူလင်းအိယာကနိုးပြီးခရီးဆက်သွားခဲ့တယ်။ရွာတီယာရဲ့အကြီးကြီးအိမ်ကိုရောက်တဲ့အခါစာခွေကိုပေးလိုက်လျင်လက်ဆောင်ဘန်နာရိုနဲ့ဇနပရတတိကြီးထံသွားကတောင်းရန်ပြောဆိုလက်ထပ်မင်္ဂလာပြုသီးမှစာ၍ဂေါ်တကလူလင်းဟာဇနပရတတိသမီးနဲ့ကြီးစွာသောစီစဉ်ချမ်းသာကိုခံစားရတော်တယ်။ ဘဝတစ်လျှောက်လုံးအကျဉ်းချင်းခါခါလုံးချံချင်းခံရတော့လဲမတည်နိုင်တော့အကြောင်းကခွေးဘဝဖြစ်စဉ်ကပစ္စေကဗုဒ္ဓကိုသစ္စဒရာချင်းညိုစိတ်နဲ့လှူလိုက်တဲ့ကောင်းမှုကြောင့်ဖြစ်ပါတယ်ထိုခေါ်တာကလူလင်ဟာနောင်ကာလာတထေးကြီးကွယ်လွန်ကနီးမှာမှားချလိုက်တာကြောင့်မယားနဲ့တကွာရောက်လာလျင်ငါ၌ပိုင်ဆိုင်သောပစ္စည်းဥစ္စာဟူသမျှကိုငါသားဂေါတကအားမပေးဖို့ဆိုလိုက်ခြင်းတော်လေထို့သူဤသူတို့ကံကြောင့်ပေးပါဤလို့ဆိုမှလည်းမီးရဲ့ ဇနီးတဲ့ဇနာပဒတသေးသမီးဒီလဲနောက်တခံထက်မှန်၍ဆိုချေဦးမီဟုမဆိုနိုင်အားဂျင်ဝါကိုတိုးဝှဲ၍ငိုကြွေးလျင်ထိုခဏမှာပင်တသေးကြီးကွယ်လွန်နေတယ်။ကောတမ်းမီတသေးကြီးတေးလျင်ဥတင်နာမင်းကြီးဟာတာမီရှိနေတလောလိုမီတော်မူတဲ့တာခေါ်သကရှိပါကြောင်းအမတ်တို့လျှောက်ထားတဲ့အခါခေါ်သကလူလင်ကိုခေါ်စီတော်မူတယ်။ကောတကလူလေးလဲနန်းတော်ကိုဝင်သောအခါခရီးလမ်း၌မြောင်းငယ်ကိုခုံလွှားကျော်သွားတာကိုမင်းကြီးလေတာတကားကမြင်တော်မူတယ် မင်းကြီးရှိတော့ကိုရောက်တဲ့အခါရိုသေးစွာရှကုန်းဦးခိုက်နေတယ်။ဥတင်နာမင်းကြီးကအလုံးစုံသောအကြောင်းမျိုးစုံကိုမေးမြန်းစစ်စစ်ပြီးနောက်တထေကြီးဝဲသူနဲ့အယောင်ဆောင်များကိုပေးသနာတော်မူလိုက်တယ်။ဂေါ်တကလူလင်ဟာတထေကြီးရာထူးကိုရတာနဲ့ဥတင်နာမင်းကြီးအားဦးခိုက်၍ရှေ့တော်မှပြန်ထလာခဲ့သောလာစဉ်ကခုံလွားကြော်ခဲ့သောမြောင်ငယ်တို့ကိုမခုံမကြော်လွားတော့ပဲဆင်းရွေသွားသွားတော်ရင်ထို့သို့သွားတာကိုမင်းကြီးမြင်လျင်တဖန်ရှေ့တော်ပြန်ခေါ်စေပြီး တင်သည်လာစဉ်အခါကဤမြောင်းငင်ကိုခုံမွားကျော်ပြက်လာသည်ယခုကဆင်းသွားပြီသည်အပေကြောင့်ပါနီးရင်အရှင်မင်းကြီးကျွန်ုပ်လာစဉ်ကမူကဌာနမရှိပါယခုကတထေးကြီးဘွဲရာတို့ရှိနေပါတယ်ထို့ပြေသားကြောင့်ယာတို့ရှိပြီးတော့ကျွန်ုပ်သည်ဤမြောင်းငင်ကိုခုံမွားသွားခြင်းကမတင့်သေးတော့ကြောင့်မတော်ပါလို့လျှောက်တင်ပြီးမိမိဂေဟာကိုပြန်လာခဲ့တယ် ထိုမှာအစာပြုပြီးကောတံမီပြီးမှခေါ်ရကတည်းကြီးလို့နမဲကြောစောပါတော့တဲ့ကွယ်အကူတင်စာပေးမှာကတော့ခဏပိုင်ရှင်စင်ဒရဲလာဆိုတဲ့ပုံမြင်လေးပဲဖြစ်ပါတယ်ရှင်တခါတော့ကစင်ဒရဲလာဆိုတဲ့မိန်းလေးတစ်ယောက်ရှိရင်သူမအမနှစ်ယောက်ရှိရင်အရင်မတွေကတော့သူ့ရဲ့အမအရင်နေမဟုတ်ဘူးသူ့အမေဆုံးသွားတော့အဖေလောက်တဲ့သူဟာနောက်မိန်းမထက်ယူရောအဲ့ဒီမိန်းမမှာတမီးနှစ်ယောက်ပါလာတယ် စင်ဒရယ်လာတဲ့အသက်ကြီးကြတော့သူ့ရဲ့အမအရေးဖြစ်သွားကြတာပေါ့စင်ဒရယ်လာဟာအင်မတန်လိမ္မာတယ်အိမ်မိုးကိစ္စတွေလုပ်တဲ့မန်မာနာမရှိဘူးစိတ်ကောင်းနှလုံးကောင်းရှိတယ်ပြီးရောအလှလဲလာတယ်ကွယ်စင်ဒရယ်လာဒီလိုလှတာကိုသူ့ရဲ့အမအရေးကမနာလို့ကြဘူးသူတို့ကစိတ်ကောင်းမှမရှိတာစိတ်လှတော့လူလှတယ်လေစိတ်မလာတော့လူမလာတော့ဘူးစင်ဒရယ်လာရဲ့အမအရေးကစိတ်ကောင်းမရှိသလိုအလုပ်လည်းကောင်းကောင်းမလုပ်ကြဘူးလက်ကြောမတင်ဘူးပြင်းကြတယ် အလှပြင်ရင်းနဲ့အချိန်ကုန်တာပဲမလာတဲ့သူတွေဆိုတော့အချိန်ကုန်အောင်အလှပြင်ရတော့တာပေါ့ဒါပေမဲ့ငိုကားမှမလာတော့ဘယ်ပြင်းလို့ရပါမလဲအင်ဂျီအဝဲစားတတိဝစ်ပြီးပြောလိုက်ပါလိုက်နဲ့ခပ်ပပေါ်ရီပေါ့စင်ဒရယ်လာကတော့တအိမ်လုံးအလုပ်ကိုကျုံလို့ရတယ်မနဲ့အိမ်ရထားတာနဲ့အလုပ်လုပ်ရတာညအိမ်ရဝင်မှပဲနားရတော့တယ်ကြံတိုက်တမျက်စီနဲ့ရှော့ဖို့ချက်ပြုံနဲ့အိမ်အလုပ်ဆိုတာလုံးလုံးစုံနာမှမဟုတ်ဘဲ အလုံးနဲ့လက်ပြတ်တယ်မရှိတော့စင်ဒရယ်လာဟာအလှမပြင်းအားဘူးဒါပေမဲ့အလှမပြင်းထားတဲ့စင်ဒရယ်လာရဲ့အလှတော်ဝက်လောက်ကိုတော့သူ့အမတွေကလိုက်လို့မမိပါဘူးဒါတော့သူ့အမတွေကအလှတွေအရန်ပြင်းထားတာနော်ပေါနာရီပို့လိုက်တာလည်းမပြောပါနဲ့တော့နှက်ခမ်းဒီပါနေတွေကလည်းတွတ်တူကိုရဲလို့ညခုံးမွေတွေမြတ်တောင်းနေကြတော့လဲဆွဲဆိုင်ပြင်းလိုက်နေသမီးရဲ့အောက်အတွန်းကလည်းတမျိုးပြီးတမျိုးစင်ဒရယ်လာကတော့ရိုးရိုးလေးပါပဲ ူရဲ့အသားကနှင်းစီသွေးလိုပန်းလူရောင်ပြင်းနေတယ်။နှကမ်းလိုပါလို့ဆိုတာနှင်းစီပွင့်ချက်လေးတွေလိုပဲ။စပင်ကလည်းအိမ်ယာဝင်ကနေတိုင်းမှာအချိန်ချင်းဖိထတော့ဖြောင့်စင်းတန်ဆွမ်းနေလေ။စိတ်ထားကောင်းသလိုစကားလည်းချိုသားနူးညံ့လေးတော့စင်ဒရဲလာဟာအင်မတန်ချစ်တည်ရရှိတဲ့မိန်းကလေးပေါ့။စင်ဒရဲလာကို သူ့ရဲ့အမအတွေကမနာလိုသလောက်တခြားလူတွေကတော့တိတ်ချစ်ကြတယ်။တနေ့ကျတော့စင်ဒရဲလာတို့အိမ်ကိုဖိတ်စာနှစ်ဆောင်ရောက်လာပါတယ်။ မင်းသားလေးကသူ့ကျင်းပမဲ့ကဝဲကိုကြွားရောက်ဖို့ဖိတ်တဲ့ဖိတ်စာကစင်ဒရဲလာတို့အိမ်မှာမိန်းကလေးဆိုလို့အမနှစ်ယောက်ပဲရှိတယ်ထင်ပြီးဖိတ်စာကနှစ်ဆောင်ပဲရောက်လာတယ်။စင်ဒရဲလာလေးဟာသူ့အတွက်ဖိတ်စာမပါတော့ဝမ်းနေနေတာပေါ့။သူ့အမနှစ်ယောက်ကတော့အမလေးဝမ်းနေမနေပါနဲ့နေနဲ့ဒီလိုကဝဲမျိုးကဘာဆိုင်နာမှတ်လို့လေမိဖို့ကြောင့်နေမှာပဲနေနေဖို့လို့မညာမသားနဲ့လောင်ပြောင်ပြောရလိုက်တယ်။ တာဝဲခြင်းပါရင်ညာကြတော့စင်ဒရဲလာဟာဝမ်းနေပဲ့ပဲ့နေကြရင်ပါလေရောမိဖို့ချောင်းထဲမှာပဲထိုင်ပြီးတော့ငိုနေမိတာပေါ့သူ့မှာအမေရင်းသာရှိနေရင်အခုလိုမျိုးကာဝဲမျိုးကိုသူ့တော်ရမှာပဲလို့တွေးမိတယ်အမေဆိုတာကကိုသားသမီးကိုတိတ်ချကြတော့အလိုလိုက်ကြတာပဲလေစင်ဒရဲလာဒီလိုတွေးနေတော့မှာပဲမိဖို့တဲကမိလျံတစ်ခုပေါ်ပေါက်လာခဲ့စင်ဒရဲလာလည်းလန့်သွားတယ်ချက်ချင်းမှာပဲမိညာဟာသဘောကောင်းတဲ့မျက်နှာမျိုးရှိတဲ့အဖွားကြီးတစ်ယောက်ဖြစ်လာတယ် အဖြူရောင်ဝတ်စားရင်းနေပေါ့အဖွားကြီးကဘာလို့မုန်နေရလဲစင်ဒရယ်လာရဲ့လို့အတန်ကျဉ်ကျဉ်နာနာခယူနာတန်းနေနဲ့ပြောလိုက်တယ်အဖွားကဘာလုပ်လဲယင်အဖွားကသမီးရဲ့ကိုဆောင်နဲ့သမီးပေါ့စင်ဒရယ်လာလေးကလည်းတိတ်ကိုအံ့ဩသွားတယ်ကဘဲမို့မသွားရလို့ဟိုနေရမဟုတ်လားကိုဆောင်နဲ့သမီးဆိုတော့ကို့အကြောင်းအားလုံးသိနေတာပေါ့ဟုတ်တယ်အဖွားကိုဆောင်နဲ့သမီးက ဒါဖြင့်မငုံနဲ့တော့ကာပွဲကိုသမီးတော်ရမှာပေါ့လို့ပြောပြီးခက်ပြုံပြုံလေးပြောလိုက်တယ်။စင်ဒရယ်လာကဘလို့တော်ရမှာလဲအဖွားရဲ့ဒီအဝိဇ္ဇာအဆုတ်တွေကိုကြည့်ပါဦး။တွားဖို့မြင်းရထားလည်းမရှိဘူးလို့အားငယ်စီပြဲစွာနဲ့ပြောတော့ဂျာရီအဖွားလုပ်ပြီးမှာပေါ့။ရွှေဖယုံဒီတလုံးရဲ့ကြွမဲ၆ကောင် ကြွဖြူ၆ကောင်ယူခဲ့။စင်ဒရယ်လာကလည်းမီးဖို့ချောင်းတွေကရွှေဖယုံဒီတလုံးနဲ့ကြွတွေကိုယူလာတယ်။ကြွတွေကမီးဖို့ချောင်းတွေမှာနေကြတော့စင်ဒရယ်လာနဲ့ရင်နေပြီးသားလေး။ ကိုဆောင်နာမည်သမီးကြီးကမသမီးတွေကနေကြထုတ်တန်လေးနဲ့တိုးလိုက်တာအံ့ဩစရာပါပဲ။ရွှေဖယုံကြီးကငွေရောင်ရထားဖြစ်သွားတယ်။ချက်ဖြူလေးကောင်ကဘန်းရောင်ဝတ်စုံဝေးရထားထိန်လေးယောက်ဖြစ်သွားတယ်။ကြက်နှစ်ကောင်ကရထားမောင်းသမားတွေဖြစ်။အဲကြမင်းချောက်ကောင်ကတော့အင်မတန်လှပထွားကြတဲ့ညင်းညူကြီးချောက်ကောင်ဖြစ်သွားပါလေရော။စင်ဒရယ်လာလေးကတော့အံ့ဩလို့လို့ဟာတိတ်လာတဲ့မြင်းရထားကြီးပါလားလို့နှုတ်ကနဲ့ချီးမွမ်းလိုက်မိတယ်။ ယထာထိန်တယောက်ကမြင်းရထားတစ်ခါကိုဆင်းဖွင့်ပေးပြီးစင်ဒရယ်လာကိုယထာပေါ်တက်စီတယ်။ကိုဆောင်နဲ့သမီးကြီးကဒီလိုတော့လို့ပဲဖြစ်မလဲလို့ဆိုပြီးပျော်ပျော်ဆိုဆိုစင်ဒရယ်လာရဲ့ကိုကိုသူ့ရဲ့ထုတ်တန်လေးနဲ့တူလိုက်ပြန်ရော။အံ့ဩစရာတွေဖြစ်ကုန်တာကစင်ဒရယ်လာရဲ့ကိုဘောကဆုတ်ပြက်မွေးတည်နေတဲ့အဝတ်စားတွေမရှိတော့ဘဲနဲ့ပိုးသားနဲ့ဇာရောထားတဲ့ခေါင်းဝင်ဖြူဖြူလမ်းမကြီးရောက်နေပြီးငွေရောင်ကျဲဝင်တဲ့တေးလေးတွေကိုခေါင်းဝင်တစ်ခုလုံးမှတတ်ထားသေးတယ်။ ကိုဆုံးတဲ့သမီးကမှန်နေကြည့်ပါအောင်လို့ပြောတာနဲ့မှန်သွားကြည့်လိုက်တယ်။စင်ဒရယ်လာရဲ့သမီးပုံစံကလည်းလှမလှနှင်းစီပွင့်လေးဝေနေတယ်။စီးထားတဲ့ဖက်နက်ကလည်းဖန်သားဖက်နက်လေးသူ့ရဲ့ခြေထောက်ထဲတိတ်လိုက်တယ်။ကဘာပေါ်မှာတိတ်ကောင်းတဲ့ဖက်နက်မျိုးပေါ့။စင်ဒရယ်လာဟာကိုကိုတပတ်လှည့်ပြီးတော့မှန်နေကိုကြည့်တယ်။တိတ်လာတိတ်ချစ်စရာကောင်းတဲ့မိန်းကလေးပါလား။သူ့ကိုယ်သူသဘောအချကြီးကြနေမိတော့တယ်။အံ့ဩဝမ်းသာပျော်ရွှင်လို့ရှင်ခုံနေတာလည်းတိတ်တိတ်နေပါပဲ။သဘောကျရဲ့လားသမီး တိတ်ကျေစုတင်တာပဲအဖွာရဲ့ဒါဆိုငါ့ကိုကျေစုတင်တဲ့အနေနဲ့ငါစကားနားထောင်တော့ဘာမြောင်းလဲအဖွာတခြားတော့မဟုတ်ပါဘူးအေးည7နာရီမထိုးခင်ရောက်အောင်ပြန်မှုပဲတမိနစ်တောင်မကျော်စင်းနဲ့နော်ဒီကလေးကိုပေးနိုင်ပါမလားဒါမှမဟုတ်ရင်အရင်ဝတ်စားတွေပြန်ခရစ်ကုန်ပါဟုတ်ဟုတ်ကဲ့ပါကွာကဲဒါခင်သွားပြီတော့စင်ဒရဲလာလဲယထာဘောကိုတက်လိုက်တယ်တငိမ့်ငိမ့်နဲ့မောင်းသွားတဲ့ယထာလေးမှာစင်ဒရဲလာဟာသူ့အဖြစ်ကိုသူတွေ့ရင်းနဲ့ပါသွားတာပေါ့ ဲ့ဒီအချိန်မှာအမတွေကတော့ကဝဲခံမာတွေကိုရောက်နေပြီလေသူတို့ကတိတ်အယုံဆိုတော့ဝေကောင်းစားလာတွေဝစ်ပြီးတော့အယမ်းမြင်စင်ထားပေမဲ့ပိုလှမလာပါဘူးမလာတော့လဲဘယ်ယောက်ျားလေးမှတွေ့ကားဖို့ခွင့်မတောင်းကြဘူးမသိချင်အောင်ဆောင်နေတဲ့သူတွေလည်းရှိရင်တချို့ကတော့ဒီညီမနဲ့ခက်ခွာခွာခက်ဝဲဝဲသွားနေကြတယ်မင်းသားလေးကလည်းသူတို့ညီမကိုလုံးဝစိတ်မဝင်စားဘူးအနားလည်းမလာဘူးနှုတ်ဆက်စကားလေးတောင်ပြောဖို့မရဘူး ဒီလိုနဲ့သူတို့ညီမဟာဒေါသဖြစ်လေလူများကိုမနာလိုလေပို့ပုံမလဖြစ်နေကြတာပေါ့စကားတန်နေရှီမောတန်နေတီဝိုင်းနာဂီတာတန်နေဟာရုတ်တရက်ရက်သွားတယ်လှုပ်ရှားနေတဲ့လူတွေအားလုံးလည်းငြိမ်ကုန်ကြတယ်အားလုံးရဲ့အကြီးကလှေကားမကြီးကဆင်းလာတဲ့သူလေးစီကိုရောက်သွားတယ်အဲ့ဒီသူကလေးကတော့တခြားဘသူဖြစ်ရအောင်မလဲစင်ဒရယ်လာလေးပေါ့ဟင်းကနေဟာကနေဖြစ်ကုန်ကြတယ်တိတ်လာတာပဲဆိုပြီးတော့တီတိုချီမောတန်နေကတော့အခန်းထဲမှာစူညံကုန်တယ် မင်းသားလေးကသူ့ဘသူလဲလို့မေးကြည့်ရင်ဘသူမှမဖြေနိုင်ဘူးဟိုအယုတ်ဆုံးညီမနှစ်ယောက်ကတော့စင်ဒရဲလာကိုချက်ချင်းမှတ်မိပြီးတိတ်ကိုအံ့ဩနေတာပေါ့ဘလို့ဖြစ်တာလဲအေးဘလို့ရောက်ရမလဲစင်ဒရဲလာတော့စင်ဒရဲလာပဲဘလို့ရောက်လာတာပါလဲမင်းသားလေးကစင်ဒရဲလာစီကိုခက်တက်တက်ရှောက်သွားတယ်အသာတွဲခေါ်ခဲ့ပြီးတော့ကခွင်တောင်းနေစင်ဒရဲလာနဲ့မင်းသားလေးကတော့အားလုံးကဘေးဖယ်ပေးကြတာပေါ့နှစ်ယောက်စလုံးကအချောအလာလေးတွေဆိုတော့တိတ်ကြည့်လို့ကောင်းနေတယ် မင်းသားလေးနဲ့စင်ဒရယ်လာဟာတချီပြီးတချီဆက်ကကြတဲ့စင်ဒရယ်လာတသက်မှာတော့ဒီလိုပြောစရာမျိုးတခါမှမရှိခဲ့ပါဘူးဒါကြောင့်တိတ်ပြောတယ်လေမိဖို့ကြောင့်လေကကောင်းမလေးဟာအခုတော့လူတကာချီးမွမ်းခံနေရပြီအဲ့ဒီတုန်းကပဲ၁၂နာရီထိုးတန်းကိုစကြလဲရတယ်စင်ဒရယ်လာလေးကသတိရသွားပြီးအကကိုရက်လိုက်တယ်မင်းသားလေးကိုလုံးဝနှုတ်မဆက်နိုင်တော့ဘူးလေကားစီကိုအမြန်ပြေးတယ်လေကားတက်တွေကိုခတ်တုတ်တုတ်တက်တယ် သူ့ရဲ့ဖန်သားခဏလေးတစ်ဖက်ဟာကျွတ်ထွက်သွားပေမဲ့မကောက်နိုင်တော့ပါဘူး။လေကားထိတ်ကိုရောက်တော့နိုင်ရီတန်ကဆဲချက်ရှိနေပြီ။တကားခွေရောက်ချိန်မှာတော့သူ့ရဲ့အဝယ်စားတွေဟာဆုပ်ဆုပ်ပြက်ပြက်ပြင်းနေပြီ။ဘသူမှမမြင်ကြတော့ဘူးလေ။နန်းတော်ရှိကငွေရောင်ရထားလည်းမရှိတော့ဘူး။အိမ်ကိုလမ်းလျှောက်ပြန်လာခဲ့ရတယ်။ဘာပဲဖြစ်ဖြစ်စင်ဒရဲလာကတော့အရီတညကိုတိတ်ကိုကျင်းနေပျော်ရွှင်သွားခဲ့ပါရဲ့။မပြောနိုင်မဲကြံခဲ့တဲ့သူကတော့မင်းသားလေးပေါ့။ ူခမရနေကားမှာကြွကြကြံရင်ခဲ့တဲ့ဖန်မနဲ့လေးကိုကင်ရင်ကြံခဲ့ရရှာတာပေါ့ဒီမိမချောလေးဟာဘာတူလဲဆိုတော့ကိုဘသူမှမေးလို့မရဘူးဖို့ညီမကလည်းခေါင်းမဲခါတယ်မပြောပြကြဘူးဒီလိုနဲ့မင်းသားလေးကသူ့ရဲ့တန်တော်စင်ကိုစကားပြောခိုင်းနေတီဝဲကိုလည်းရက်ထားရတယ်မင်းသားလေးကဖနက်ပိုင်းရှင်ကိုလက်ထပ်မှဖြစ်ကြောင်းအားလုံးသိစေရန်ထုတ်ပြန်ကြေညာလိုက်တယ်အစီကံတယောက်ကအနီးညိုရောင်ကလေးပါခုံကလေးကိုမြှောက်ပြတယ်။အဲဒီခုံပေါ်မှာဖန်ဖနက်လေးတစ်ပတ် အယုံဆုံးညီမနှစ်ယောက်ကဒါငါခဏလို့လှမ်းអော်လိုက်တယ်။အဲ့ဒီတော့စီခိုင်းကြည့်ရင်မတော်ဘူး။သိကြည့်နေတယ်။တယောက်ကဆွလို့တော့မရဘူး။ကဝဲမှာရှိတဲ့မိန်းကလေးတိုင်းဖနက်ကိုစီကြည့်ကြတယ်။မင်းသားလေးရဲ့ကျင်ရတော့တိတ်ဖြစ်ချင်ကြတာကိုဒါပေမဲ့ဘယ်သူမှမတော်ကြပါဘူး။နောက်တနေ့မှတော့မင်းသားလေးဟာတမျိုးလုံးတိအောင်ကျင်ကြချက်ထုတ်ရတော့တယ်။အိမ်တိုင်းကိုသွားပြီးဒီဖနက်ကိုစီခိုင်းမယ်။တော်ရဲသူကိုကျင်ရတော့ဖြစ်ရွေးချယ်မယ်ပေါ့။ဒီလိုနဲ့ဖနက်ဟာတအိမ်မီတအိမ်ရောက်လာခဲ့တယ်။ မင်းသားလေးနဲ့အတူအကြီးအကဲတွေလည်းပါလာခဲ့တယ်။စင်ဒရဲလာကိုမိဖို့ကြောင့်နဲ့မှပဲနေရမယ်လို့သူ့အမနှစ်ယောက်ကအမိန်ပေးထားတယ်။သူတို့ရဲ့ခြေချောင်းလေးတွေကိုတော့ဖနက်နဲ့တောင်းအောင်ဖြတ်ထားကြတယ်လေ။ဒါပေမဲ့ဖနက်ကတော့သူတို့နဲ့မတော်ကြပါဘူး။ဒီမင်းကလေးနှစ်ယောက်နဲ့မတော်လို့သာပေါ့။မင်းသားလေးကလည်းစိတ်အေးသွားရတယ်။အဒီတုံးမှပဲမိသွေးပုံလေးကိုကင်ဆယ်ပြီးဖြတ်သွားတဲ့စင်ဒရဲလာကိုမင်းသားလေးကတွေ့သွားပါလိမ့်ရော။ကျေးဇူးပြုပြီးခဏလောက်စင်ဒရဲလာလေးကရက်နေလိုက်တယ်။ မင်းသားလေးကစင်ဒရယ်လာစီကိုသွားတယ်။သူ့အမရေကတော့သူ့ကိုမျက်စောင်းကြီးထိုးလို့ပေါ့။စင်ဒရယ်လာရဲ့မျက်နှာလေးကိုမင်းသားလေးကမှတ်မိသွားတယ်။စင်ဒရယ်လာဟာထွက်ပြေးဖို့အလုံးမှာမင်းသားလေးကလက်ကိုဖမ်းဆွဲပြီးမိန်းကလေးတိုင်းဒီဖနက်ကိုစီးကြည့်ရမယ်ဆိုရဲအမိန်ကိုမတည်ဘူးလား။စင်ဒရယ်လာလေးလည်းမငင်းတာတော့ပဲကလတ်ထိုင်းမမောကထိုင်လိုက်ရတာပေါ့မင်းလူလင်ကဖနက်ကိုယူလာပြီးစင်ဒရယ်လာရဲ့ခြေထောက်မှာဆွကြည့်ဖို့လုပ်တယ်အားလုံးကရှင်းကုန်စိတ်လို့ရှာနေကြတယ် ဟာဒီခဏနဲ့လုံးဝကို တော်နေပါတယ်မင်းသားလေးမင်းလူလင်ကဝမ်းသာအားရပြောလိုက်တော့ပို့ပြီးဝမ်းသာသွားတာကတော့မင်းသားလေးပဲပေါ့တော်ရမှာမောကွာဓာတုခဏအစ်စ်ပဲဟာစင်ဒရယ်လာလေးကိုလက်ကမ်းပေးလိုက်တယ်ကလထိုင်ကနေထားစီပြီးကျင်ရတော်ဖြစ်သဘောတူကိုခွင့်ပန်းလိုက်တယ်ရှယ်လေးရှယ်ဝမ်းလဲတာနေတဲ့စင်ဒရယ်လာလေးဟာခေါင်းကလေးကိုငုံပြီးဟုတ်ကဲ့ပါလို့တခုံနေပဲဖြေရှာတာပေါ့ ချက်ချင်းဆိုသလိုပဲစုပ်ပြတ်တက်နေတဲ့စင်ဒရယ်လာလေးဟာကာဝဲညားကအဝိအစားအလားပါတွေနဲ့ဖြစ်သွားပါလိမ့်ရောတကိုးရှိတဲ့ဖက်နယ်လေးကိုစီလိုက်ရလို့ပေါ့ဟိုညီမာရီကတော့ကြိတ်မနိုင်ခဲမရဒေါသတွေမနာလိုတွေဖြစ်နေကြတဲ့ကိုဆောင်နဲ့သမီးကြီးကတော့မင်းသားလေးနဲ့အတူထွက်သွားတဲ့စင်ဒရယ်လာလေးကို အခန်းတောင်နားကနေကြည်နူးဗီဒီယိုနဲ့ကြည်နေပါလိမ့်ရဲ့တချို့ကတော့ဖန်ဖန်နဲ့မဟုတ်ဘူးရွှေဖနန်းလို့ပြောကြပါလိမ့်မယ်စင်ဒရယ်လာဝတ်တဲ့ဝတ်ဆောင်အဖြူရောင်နဲ့ရွှေဖနန်းတွေကဖယ်လိုက်ပါမလဲ့ ဘာပဲဖြစ်ဖြစ်စင်ဒရယ်လာပုံမြင်လေးဟာဒီတိုင်းပျော်ပျော်ရွှင်ရွှင်နဲ့ပြီးဆုံးသွားပါတော့တဲ့ကွယ်ပုံမြင်လေးကတော့ဒီနေရာမှာပဲပြီးဆုံးသွားပါပြီရှင်နားဆင်ပေးကြတဲ့ပရိသတ်များအားလုံးမင်္ဂလာရှိသောနေ့ရက်များကိုပိုင်ဆိုင်နိုင်ကြပါစေရှင်